လက်ရှိမန်ယူသင်းကြုံရတဲ့ပြဿနာတွေကဖာဂူဆန်ကြောက်နေလားဇိုင်းလက်ဖာဂူဆန်ဆိုတာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ခေါင်းကင်ဖခင်တပွဲလို့ပါပဲဖာဂူဆန်ကမန်ယူသင်းကိုသူ့လက်ထက်မှာကမ္ဘာစဉ်ထိပ်တန်းရှိတဲ့အသင်းအသင်းဖြစ်လာအောင်လို့ပြည်စုပြောထောင်ပေးခဲ့ပြီးတော့စုပလားများစွာစုကူပေးနိုင်ခဲ့ပါတယ်အဲ့ထက်လည်းမန်ယူသင်းပရိသတ်ရဲ့နှလုံးသားတွေမှာဖာဂူဆန်ဆိုတဲ့နာမည်ကအခုထိထင်ကျန်နေသေးတာဖြစ်ပြီးတော့နီးပြားနေပြီမှာဆိုရင်လေးစားချင်းခံနေရသေးတာဖြစ်ပါတယ် ဒါပေမဲ့ခုနောက်ပိုင်းမှာပါကူဆန်ကိုသူ့ရဲ့တင်ဟောင်းကိုရိုင်းကပါမလေးစားရဲ့အပြုတ်မှုတွေလောက်တာခံလာရပြီးတော့လက်ရှိဆိုးဝါးနေမယူတင်ချင်းတွေကပါကူဆန်ကြောင်းဆိုတဲ့ပြောဆိုသံတချို့ထွက်ပေါ်လာခဲ့ပါတယ်။အတင်းမှရှင်တစ်ဆာဂျင်ရက်ကလစ်ရဲ့ Ineos အဖွဲ့ကပါကူဆန်ကိုနားယူတဲ့အချိန်ကလေးကနေတန်မန်ယာရုပေးပြီးတော့လောက်ခလာစာပေးထားတာကိုဖျက်သိမ်းလိုက်ပါတယ်။ပါကူဆန်ဘက်ကတော့ဒါနဲ့ပတ်သက်လို့ဘာမှမှတ်ချက်မပေးခဲ့ဘူးဆိုပေမဲ့ဒါကလေးစားမှုကင်းမဲ့လို့ရဲလို့အားလုံးကတည်ထားကြပါတယ်။အခုလည်းအင်္ဂလန်တိုက်စစ်မှုအောင်ဂယ်လိုင်းနီကာကပါကူဆန်ကအတင်းကိုဘာချီကအုံမြင့်မှမတီးဆောက်ဖိနစ်ထားရခဲ့လို့ပြောဆိုလိုက်ပြန်ပါတယ်။ ။ဘယ်တင်ကဒီယာဒီမာတော်လေးကိုရှိုးဝါနေတဲ့ကာလတခုကိုကြုံတင်နေရပါတယ်။ပြည်ရန်ညိုမာလာကအယ်တန်ဟက်ကိုထုတ်ပယ်ပြီးတော့ရူဘင်အမိုရင်ကိုခန့်အပ်ခဲ့ကြပြီးမြေအခုဒီအတင်းကအမပီစီယာရဲ့အောင်နာမှာဆက်ပြီးရှိနေသေးတာဖြစ်ပါတယ်။အေဒွဲမန်ယူတင်းနေတဲ့နောက်အဒီမာချမ်ပီယံဝင်ဝင်ရရှိဖို့ဆိုရင်ဒီယာဒီမာတကယ်တော့မျှော်လင့်စရာဖြစ်တဲ့ယူရိုပါလိဖလားကိုရယူဖို့ကလွဲပြီးတော့တခြားဘာမှမကြံတော့တာဖြစ်ပါတယ်။အကြိမ်သာယူရိုပါလိမရခဲ့ရင်တော့မယ်တင်ကနောက်အဒီမှာဥရောပဘွဲစင်တွေမကန်တော့မှဖြစ်တာကြောင့်ဆုံးရှုံးနေတာမျိုးတွေအများကြီးဖြစ်ပေါ်လာနေတာဖြစ်ပါတယ်။ကွင်းပြပါမှာဆိုရင်လည်းအင်းနီယပ်စ်အဖွဲ့ရဲ့လောက်ရက်တွေကလူပြောများစရာဖြစ်နေပါတယ်။ အတင်းရဲ့ကုန်ကြဆေးကိုရှော့ချဖို့တဲ့ဝန်ထမ်းမောင်းများစွာကိုအလုပ်ဖြုတ်ပစ်ခဲ့တာပြင်အရင်လိုအခမဲ့အစားတောက်ကြီးရာတွေကိုလည်းရက်ဆိုင်လိုက်ပါရီအခုလိုပဲဘက်ဘကချင်းနေဆိုးဝါးနေတာကြောင့်အာဇာရိုက်တာဖြစ်သူတန်အဝက်ဆိုရင်လည်းအတင်းကိုရောက်လာပြတော့မကြသေးခင်ပါပဲငါလာကြမှာရင်အိုးထွက်ဖို့ကနေပြန်လဲထွက်ခွာသွားခဲ့ရပါရီအဲ့ဒီကြောင့်လက်ရှိမယ်ယူတင်းချင်းနေကပရီးမီးယားလိဖလာမျောမန်လို့လုံးဝမဖြစ်နိုင်တာကြောင့်ရော်နီကတော့အမ်မိုရင်ကအတင်းနဲ့တူမှာပဲဖလာလိုချင်တယ်လို့ပြောတဲ့အချိန်မှာဝေဖန်ခဲ့သေးတာဖြစ်ပါရီ မဲတင်ကပါကစ္စတန်နိုင်ငံသွားတဲ့လွန်ခဲ့တဲ့ဆယ်လေးနှစ်ကနေအခုထိစုစုပေါင်းစုပလန်း၅လုံးသာစုခုထားနိုင်ပြီးဂါတိပြိုင်ပွဲတွေဖြစ်ကြတဲ့လီဗာပူးအသင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ကြော်တက်ခြင်းကိုခံကြည့်ရပါပြီ။အဲ့တော့အင်္ဂလန်တိုက်စစ်မူအောင်လာနီကာကအခုလိုတွေဖြစ်လာရတာကပါကစ္စတန်ရဲ့အဓိကအသက်ဆိုင်နေလို့လီဗာပူးအသင်းကိုဥမာပေးပြီးတော့ပြောဆိုလိုက်ပါပြီ။ပါကစ္စတန်ကလွန်ခဲ့တဲ့2023ခုနှစ်မှာ CEO David Gale နဲ့တူအသင်းကနေထွက်ခွာသွားခဲ့တာဖြစ်ပါပြီ။အဲ့ဒီအချိန်မှာပါကစ္စတန်ကအသင်းကိုရှေ့ဆက်နိုင်အောင်ခိုင်မာတဲ့ဖွဲ့စည်းပုံမျိုးမချမ်းရစ်ပေးခဲ့ဘူးလို့လာနီကာကယုံကြည်နေပါပြီ။လီဗာပူးအသင်းကိုခင်ဗျားတို့ကြည့်လိုက်မယ်ဆိုရင်အခုဆိုရင်သူတို့ကနီဗာတီအာနီစလော့ကိုခန့်အပ်ထားပါပြီ။ ဒါကယာဂန်ကလော့ကအတင်းကိုရန်ကောင်းတဲ့ခြေအနေနဲ့ချန်ထားရခဲ့တဲ့အနှစ်သာရအကျိုးကျေးဇူးဖြစ်ပါတယ်။ကလော့ချန်ထားခဲ့တဲ့ဖွဲ့စည်းပုံကအရန်ကောင်းပါတယ်။ဇိုင်လက်စ်ရဲ့အိုးထက်ပုံမှာရှိခဲ့တဲ့နောက်ဆုံးရာသီမှာတော့အလိုမဟုတ်ခဲ့တာဖြစ်နေပါတယ်။အရာဒီမှာသူတို့တွေမပေးပလာရခဲ့တာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့အရာကသူတို့ရဲ့အကောင်းဆုံးပုံစံမဟုတ်ခဲ့ပါဘူး။အတင်းရဲ့ကစားမဟုတ်အများစုကကစားမဘွားကနေနားယူရဖို့နှိစက်နေပြီဖြစ်ပါတယ်။အဲဒီကောင်နေစတင်ပြီးတော့ပြဿနာတွေရှိလာခဲ့တာလို့ကျွန်တော်ကထင်ပါတယ်။ဂိမီကလည်းရင်ကားလိုမျိုးကစားမကောင်းနေမမွေးထုတ်ပေးနိုင်တော့ပါဘူးဆိုပြီးတော့ဒါနီကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ်မဲတင်ကပါကူဇန်ခေနောင်ပိုင်းမှာအကယ်ဒမီကနေမကရဖိုစကောမတ်တိုမီနီကိုဗီမိုင်နူနဲ့ဂျာကစားမများစွာထွက်ပေါ်ခဲ့ပြီးမြေအရေးကစားမတွေအားလုံးကမဲတင်လေဗယ်နဲ့ကြည့်မယ်ဆိုရင် မကန့်ညီခဲ့တဲ့ကစားမတွေများပြီးစစ်တဲ့ပိုင်းဆိုင်ရာအရာလည်းပြုပြင်ထိန်းချောင်းပေးမယ့်အနည်းပြကောင်းနေလည်းမရှိခဲ့တာဖြစ်ပါတယ်မဲတင်ကပါကူဇန်နိုင်သွားခဲ့တဲ့နောက်အဒီမှာနီးပြဒေးဗစ်မိုယက်စ်ကိုခက်အပ်ခဲ့ပြီးတော့ယာတီကောင်မအဆင့်ခွန်သာရခဲ့ရာအသင်းချင်းတွေကချက်ချင်းထိုးကြခဲ့ပါတယ်အဲ့ဒီချိန်ကနေစတင်ပြီးတော့မန်ယူတင်ကပရီးမီယာလိဖလားနဲ့ဝေးကွာခဲ့ရတာဖြစ်ပြီးတော့နေပြမော်ရီယိုနဲ့နေပြဆိုရှယ်လက်အောင်မှာအဆင့်နဲ့နေချိန်ရရှိခဲ့တာကလာနီးဆက်ဆုံဖြစ်ခဲ့ပါတယ်